ဒီနေ့ကျွန်တော်ဖတ်ပြမှာတော့တစီမြက်လုံးမဂ္ဂဇင်းနဲ့ရဆုံးကြောက်တဲ့ဘုံဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ဆရာကြီးဦးမဲအောင်နဲ့ဆရာနွန်ဖလိုနောက်ကိုကျုပ်တို့လျှောက်လိုက်နေတုန်းကပေါ့ဗျာ။ကျုပ်ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ဖြစ်ရပ်ကလေးတခုပေါ့။ရှမ်းပြည်ဘက်မှာရောက်နေတဲ့ကဝေပြန်တယောက်ကိုဆရာကြီးဦးမဲအောင်နှင်းနှင်းလိုက်ပြီးလို့ကျုပ်တို့ပြန်လာမှာလမ်းရွာကလေးတစ်ယောက်ကိုဝင်ပြီးတော့နှိမ့်လေတာထမင်းစားကြတယ်။အဲ့ဒီရွာမှာဆရာနွန်ဖကတပိတယောက်ရှိတာဦးဗျာ။ ်ဆရာကြီးနှစ်ယောက်နဲ့ကျုံနဲ့ဓမဲစားတော့ပြီးတဲ့အချိန်မှာရာသူကြီးရောက်လာပြီးတော့မှဆရာတွေကိုဖမ်းတော့တာဗျတကြီးဘာကြီးစားရှိလို့တော့မြဆရာတော်ဘာမေးတာဗျအရက်ရှိရှိထောင်းတော်မောင်းနဲ့တကြီးကပြောတယ်ဒီလိုပါဆရာကြီးတို့ချုပ်အုပ်ချုပ်နေတဲ့ဒီရွာမှာကလေးမတွေလည်းအောင်တုံးရောက်ရှိပြီဗျအကောင်းသားကနေမူရအဝေရအော့ရအညာဖြစ်ကြတာကျုပ်စိတ်ထင်တော့ဒီကလေးမတွေလူပြူစားခံရတယ်လို့ထင်တယ်ဗျအဲ့ဒါဆရာကြီးတစ်စိတ်လောက်ကြွားပြီးစစ်ဆေးပေးပါဗျာ ကျုပ်အိမ်မှာပဲခေါ်ထားပါမယ်။ဒဲလို့အဆုံးကိုဖော်လို့ရရင်တော့ကျုပ်ဒီရောက်မှမထားဘူး။ရာပြင်ထုတ်ထားမယ်။အင်းလေကျုပ်လည်းကြုံနေမှာပဲ။နိုင်ချင်မှာပေါ့တကြီးရ။ဆရာကြီးယူနေကျုပ်တို့တကြီးအိမ်ရောက်တော့တကြီးခေါ်ထားတဲ့ကလေးမလေး၃ယောက်နဲ့သူတို့အမေလေးပါရောက်နေကြတာဗျ။ကလေးမလေးတွေက၁၄၅နှစ်လောက်ပဲရှိမှာပါဗျာ။ဆရာကြီးဦးမင်းအောင်ကကလေးမလေးကိုခရီးကတော့ခိုင်းနေ။ပြီးတော့လက်ကိုသွေးဆန်ပြီးတော့မှယောဂါဆက်တယ်။ဟုတ်တယ်တကြီးဒီကလေးမလေးဆုံးပြစာခံတာဟာ။ဟာဟုတ်လားဆရာကြီး။ ဒါဆိုရင်ပြူစားတယ်ဆိုမှအောင်ဆရာကြီးပေါ်ပြပါဗျာ။ကောင်းပြီလေခမန်းရွာရဲရမိမာရီကြီးရော်ရောငယ်ရရောအလုံးဆင့်ခေါ်လိုက်တော့ဗျာ။ခဏကြာတော့တရင်မင်းနဲ့ရွာရဲရမိမာ30လောက်တရင်ကိုရောက်လာတယ်ဗျာ။ကလေးမလေးတွေပါအကုန်လောက်လာကြတာဗျို။ကဲဆရာကြီးဟောတာကြောက်ရမှရှိတယ်မိန်းကလေးအကုန်မဲဗျာ။ဆရာကြီးဦးမြောင်ကကောင်းချင်းလိုက်ပြီးတော့သူ့ဆေးရည်တွေကတစ်တာပုံလေးတစ်ပုံကိုထုတ်ယူလိုက်တယ်။တစ်တာကလေးကိုဖွင့်ပြီးတော့အထက်ရနီးအနီရောင်ပုံကလေးကိုထုတ်လိုက်တယ်ဗျာ။ပုံလေးကအရှိ၃လမှလောက်ပဲရှိမှာဗျာ ဘုံရွှေတွေတိုင်းတရေနဲ့ကျစ်ထားတာပဲပြီးတော့ဘုံတစ်ခုလုံးဟင်းသာပရာတွေရဲနေအောင်တုတ်ထားတယ်ဘုံတိရဲ့တုတ်တန်ကလည်းဖြူဖြူလေးဗျရှာယူမင်းအောင်ကဘာမှမပြောတော့ပဲပုံကလေးကိုတုတ်တန်ဖြူဖြူလေးနဲ့ကြီးရော်တာပဲဗျပါးစပ်ကလည်းဂါထာလားမန္တလာတခုခုရွတ်နေတယ်ဗျဘုံတန်ကခတ်တူးတူးမြည်ရပါဗျကျုပ်လည်းဗာမများဖြစ်လာမလဲလို့ကြည့်နေရဗျဟောထိုင်နေတဲ့မိမကြီးထဲမှာအသက်15နှစ်လောက်ရှိတဲ့ကလေးမလေးတယောက်ကမတ်တထရရရောပြု ပြီးတော့ဘာမှပြောညာမပြောနဲ့ကတော့တာပဲကလိုက်တာမှကိုေးနေအောင် ကတာပြုဆရာကြီးကဘုံကိုအဆက်မပြတ်တည်ပြီးပါဇက်ကလည်းအဆက်မပြတ်ရွတ်နေတာဗျဒါပေမဲ့နောက်ထပ်ဗေမင်းမမထမကတော့ဗျဆရာကြီးကဘုံလေးကိုတော်တော်ကြောင်တီးပြီးမှရက်လိုက်တယ်ဒီတော့မှကလေးမလေးကတာရက်သွားတယ်ပြုကဲကလေးမဒီရှိကိုထွက်ခဲ့ပြီးတော့ဆရာကြီးဦးမင်းအောင်ရဲ့အတန်အောင်ကြီးနဲ့အမိတ်ပေးလိုက်တာနဲ့အဲ့ဒီကလေးမလေးရဲ့ရှိကိုထွက်လာတယ်ဗျကဲကလေးမဘလို့ဖြစ်တာတော့ ချွန်ချွန်ဝေးထိုင်နေတဲ့ကလေးမလေးကဆရာကြီးကိုမကြည့်ပဲပြောရဲ့ကျွန်မလည်းမသိပါဘူးရှင်ဆရာကြီးမေအောင်ကကလေးမကိုတိတိကျကျကြည့်ပြီးတော့မှသူ့မိကိုရှိခေါ်ပြီးတော့မှမေးတယ်သူ့လိုမျိုးရုံမှာဒါမျိုးတွေတက်တဲ့သူမရှိတဲ့အကြောင်းအမေလှုပ်တဲ့သူကပြောပြတယ်ဆရာကြီးမေအောင်ကကောင်းငင်ပြီးတော့မှတကြီးဒီကလေးမကိုရှာပြန်ထုတ်လို့တော့မဖြစ်ဘူးဗျဒါကဝန်ရင်းဆုံးလို့ခေါ်တယ်။ငွေကလေးကပါလာတာဗျ။ဒါမျိုးကအမတန်ရှားပါရဲ့။သူကိုယ်တိုင်တောင်းဆုံးဖြစ်နေတာတိတာမဟုတ်ဘူး။ နေပါဟောကလေးမရဲ့အမေကိုကြုံမေးပေးရစီဒီကလေးမဟာတဟတလေထမင်းမစားပဲနဲ့အတီးအမဲ့တွေပဲစားပြီးနေတတ်တယ်မဟုတ်လားဟာဟုတ်တယ်ဆရာကြီးတတိအမဲ့တွေတွေ့ရင်ထမင်းမစားတော့ဘူးအဲ့ဒါတွေပဲစားတာဆရာကြီးရဲ့အင်းဆုံးခုနှစ်မျိုးမှာဒီခေါင်းဆုံးလို့ခေါ်တယ်ကိုကလေးတွေရဲ့အရေးကိုတခုခုလှုပ်လိုက်တယ်ထင်တယ်ဗျခေါင်းဆုံးဆိုတာခြေရာတို့အရေးတို့ကနေပြူစားလို့ရတာဟုတ်တယ်ဟိုတနေ့ကကစားတော့ကကျမကြီးရှုံးလာတယ်ဆီဆိုးပြီးသူ့ရုပ်ကိုဖနောင်းနဲ့ပေါက်လိုက်မိတယ် ကဲဒါဆိုရင်နင့်တင်ငယ်ချင်းတွေကိုနင်ကိုယ်တိုင်းပဲလက်နဲ့တက်ချပေးလိုက်ပြီးတော့ကလေးမာလီကထသွားပြီးဖျားစင်ရှိမှထိုင်နေတဲ့တငယ်ချင်းမာလီတွေကိုတကူလုံးလက်နဲ့တက်ချပေးလိုက်တယ်။ဆရာကြီးကသူ့အမေရဲ့တောင်းပန်မှုကြောင့်စိတ်အထည်ရပါလာတဲ့စီရီစုပ်တွေထုတ်ပြီးတော့မှကလေးမာလီကိုစီးထုတ်ပြီးတယ်။ကဲအလုံးစိတ်ချကြပြီးတော့နောက်ထပ်ဘာမှမဖြစ်တော့ဘူးတိလား။အဲ့ရကပြန်ထွက်လာတော့မှလမ်းမှာဆရာနော်ဖဒီပုံလေးကြောင့်ပြောပြတာဗျ။ဒီပုံကိုတီးပြီးကာတာရွတ်ရင်ဘယ်ဆုံးမှမနေနိုင်ပဲထကကြရဲလို့ပြောတယ်။ ုံအတိမရမချင်းကနေတော့ရတယ်ဗျတတရင်မဲမှတ်တာဝါပြန်ကိုအစစ်နှစ်စစ်ချာအဖြတ်ယူပြီးရင်ကြွက်တရီချစ်ထားရဲ့စီကြက်တလူကြက်ရဲပြီးရင်တစ်စည်းနဲ့တရိုးကင်အမျိုးမှာဟင်းသာပြတာတုတ်ရဲတီးရဲ့တုတ်တန်ကတစ်သားမဟုတ်ဘူးကွာကြောင်းနဲ့အယိုးဗျာကြောင်းနဲ့အယိုးဟုတ်လားဆရာနဖအေးဟုတ်တယ်ကြွက်တဲ့ကထားကလည်းတခြားကထားမဟုတ်ဘူးကွာပြီးရင်ဆက်တုတ်တွေကခန္ဓာတုတ်ကိုရွတ်ပြီးတော့မှဘုံကိုအဆက်မပြတ်တီးရတာ ဘယ်ဆုံးမှမမနေနိုင်ဘူးကွာထပြီးကကြတော့တာပဲခမရတို့ဘိုးဒုဒရရအောင်ပြောပြတာပါဗျာပုံလို့ပြီးကြောက်ရိုးနဲ့တီးမနေကြနဲ့အောင်ဗျခမရကိုစုံနေဝမ်းကင်နေအောင်မယ်ကျွန်တော်ရဲ့ channel လေးကိုသဘောကျတယ်ဆိုရင်တော့ like and subscribe လေးလုပ်ထားပေးခဲ့ကြဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်ခမရ